မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ February 28ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့မြောက်ဒဂုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကိုပြင်းအားမြင့်တဲ့အဝေးထိန်းမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ပြေဆုံးထိခိုက်မှုတွေရှိနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဖေဖော်ဝါရီလ28ရက်နေ့ညနေ9:50မိနစ်အချိန်မှာမြောက်ဒဂုံမြို့နယ်မောင်ဝတလမ်းစုံအနီးမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကိုပြင်အားမြင့်နဲ့အဝေးထိန်း remote mine နှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးဖောက်ခွဲတိုက်ခိုက်မှုအတွေ့မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိနိုင်ပြီးတော့အသေးစိတ်ကိုသိရှိနိုင်ဖို့အတွက်တော့ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်ကျွန်တော်တို့တိုက်ခိုက်ပြီးတဲ့နောက်ပိုင်းမှာမြောက်ဒဂုံထွေအိုရုံပတ်ဝန်းကျင်မှာအချိန်အတော်ကြာပိတ်ဆို့စစ်ဆေးမှုတွေရှိနေတယ်လို့ကြားရပါတယ်ဒီမနက်အထိလည်းစစ်ဆေးနေတော့မယ်လို့ကြားရတယ်အဝေးထိန်ရမုတ်မိုင်းကိုတတ်နိုင်တဲ့လောက်စစ်ခွေးတွေအနည်းကို ကပ်ပြီးတော့ချခဲ့တာဆိုတော့ထိခိုက်သေးဆုံးမှုကတော့ရှိနိုင်ပါတယ်အသေးစိတ်ကိုတော့ဆက်လက်စုံစမ်းနေသေးပါလို့ရန်ကုန် UG People Army YUPA ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုရန်ကုန် UG People Army YUPA တပ်ဖွဲ့ကမြို့ပြပျောက်ကြားရဲဘော်များကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့မြို့ပြပျောက်ကြားရဲဘော်များအားလုံးဘေးကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်ရန်ကုန် UG People Army YUPA တပ်ဖွဲ့အနေနဲ့မြို့ပြမစ်ရှင်များကိုအချိန်ဟုန်မြင့်ပြီးတော့လှုပ်ဆောင်သွားမှာဖြစ်တဲ့အတွက်မိဘပြည်သူများအနေနဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများရှိတဲ့နေရာများကိုရှောင်ရှား ားပြီးတော့သွာလာကြပါရန်မြစ်တာရက်ခံထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်စီးရီးသတင်းကတော့အကြမ်းဖက်စစ်ကောင်စီကဖေဖော်ဝါရီလ24ရက်နေ့ကစတင်ပြီးတော့ရန်ကုန်မန္တလေးအမြန်လန်းလမ်းဟောင်းနဲ့ဘကိုးရန်ကုန်တိုင်းအဆက်များမှာလုံခြုံရေးတွေအထူးတွန်းမြင့်ထားခဲ့တယ်လို့ကင်းစခန်းငယ်များအလေးငယ်ဝင်ရောက်တိုက်ခိုက်ခံရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝင်ကြီးချုပ်မန်းဝင်းခိုင်တန်းရဲ့ ရန်ကုန်နဲ့ပဲခူးဒေသစိုးမိုးရေးအတွက် PDF တပ်များကိုပြောကြားခဲ့တဲ့တပ်ထွက်မိန်ခွန်းကို NUG ကဖေဖော်ဝါရီလ23ရက်နေ့မှာတရားဝင်ထုတ်ပြန်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီမိန်ခွန်းကြောင့်စစ်ကောင်စီကရန်ကုန်မန္တလေးအမြန်လန်းလမ်းဟောင်းနဲ့ပဲခူးရန်ကုန်တိုင်းအဆက်မြို့ဝင်ထွက်များမှာလုံခြုံရေးများကိုအထူးတွန်းမြင့်ခဲ့တယ်လို့သိရပါဗျ။ဒါပေမဲ့လုံခြုံရေးအင်အားနည်းပါးတဲ့ကင်းစခန်းငယ်များကိုအလေးငယ်ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက်အင်အားတချို့ပြုံးတီးပြီးတော့လက်နက်ခဲယမ်းတချို့ပါဆုံးရှုံးခဲ့ရတယ်လို့စစ်ကောင်စီရဲ့ကြီးနန်းစာအစီရင်ခံစာမှာဖော်ပြထားတယ်လို့သိရပါဗျ။ မြို့ပေါ်နဲ့မြို့ဝင်ထွက်တွေမှာအထုလုံကြုံရေးတွေတုံးမြင်တာတွေကိုလုံနေတယ်အမြန်လန်းရဲတပ်ဖွဲ့နဲ့နယ်မြေကရဲတပ်ရင်းတွေပေါင်းပြီးတော့အမြန်လန်းပေါ်မှာကင်းလှဲ့တာမြို့ဝင်ထွက်ဂိတ်တွေမှာထတ်တိုးအင်အားတွေပေါင်းစည်းတာတွေလုံထားတယ်ညာဘက်နေမှာအလစ်ငိုက်အတိုက်ခံရနိုင်တာမို့လို့ကင်းမုံတွေခက်များများချထားနေတယ်အခုအတိုက်ခံရတဲ့နေရာတွေကကြောက်ရကားနဲ့ဖြူအတွင်းမှာရှိတယ်ရန်ကုန်မန္တလေးရထားလမ်းကင်းစခန်းငယ်တွေနဲ့ရန်ကုန်မန္တလေးကားလမ်းဟောင်းစောင့်တဲ့ကင်းစခန်းငယ်တွေအတိုက်ခံနေရတာလို့ နေပြည်တော်တပ်တွင်းသတင်းအရေးမြစ်ကပြောပြထားပါတယ်။လက်ရှိလုံခြုံရေးအထူးတိုးမြင့်ထားတဲ့နေရာများမှာတောင်ကုန်မြို့၊ဖြူးမြို့၊ပဲခူးမြို့တို့ကိုအဓိကလုံခြုံရေးတွေတိုးမြင့်ထားပြီးတော့ရန်ကုန်မန္တလေးအမြန်လမ်းတစ်လျှောက်နေပြည်တော်အဝင်အထွက်လမ်းများရန်ကုန်တိုင်း0မိုင်ရန်ကုန်ပဲခူးလမ်းဟောင်းအဝင်အထွက်ဂိတ်များစတဲ့နေရာများမှာရခင်ကားထည့်အင်အားတွေပုံမိုပြီးတော့တိုးမြင့်ထားတယ်လို့သိရပါတယ်။စစ်ဆေးမှုများကိုလည်းပုံမိုတင်းကျပ်စွာလှုပ်ဆောင်နေတယ်လို့သိရပါတယ်။ NUG ရဲ့မနေ့ကထုတ်ပြန်ကြမှာပဲခူးတိုင်း ရန်ကုန်မန္တလေးလမ်းဟောင်းမှာပါရှိတဲ့စစ်ကောင်စီရဲ့ဂိတ်စခန်းခွနန်ခုကိုတိုက်ခိုက်ချင်းမုံခဲ့ရာစစ်သား၈ဦးသေဆုံးပြီးတော်လိုင်းရဲဘော်တအုပ်ကြာဆုံးခဲ့ရတယ်လို့ဖော်ပြထားပါတယ်။ဖေဖော်ဝါရီလ25ရက်နေ့နဲ့26ရက်နေ့တွေမှာဘကိုးတိုင်းကြောက်တကားမြို့နယ်ဖြူးမြို့နယ်အတွင်းရန်ကုန်မန္တလေးလမ်းဟောင်းမှာပါရှိတဲ့စစ်ကောင်စီတပ်ဖွဲ့များအခြေချတပ်ဆွဲထားတဲ့စစ်တပ်ဂိတ်စခန်းခွနန်ခုကိုတော်လိုင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းမြောင်မြို့နယ်နဲ့မကွေးတိုင်းရေစကြိုမြို့နယ်အဆက်ကိုစစ်ကြောင်းထုံးနေတဲ့အကြမ်းဖက်စစ်တပ်နဲ့တော်လိုင်းတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားပြီးတော့စစ်တပ်က9ဦးသေဆုံးက9ဦးကိုအရှင်ဖမ်းဆီးရမိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ26ရက်နေ့မနက်9နာရီခန့်အချိန်မှာရေစကြိုမြို့နယ်ကနေရေလဲကျွန်းဒေသကိုအင်အားတရာကျော်ခန့်နဲ့စစ်ကြောင်းထုံးလာတဲ့အကြမ်းဖက်စစ်တပ်နဲ့တော်လိုင်းတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်က9ဦးသေဆုံးကစစ်တုံးပိုင်း9ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ဘက်ကလည်း MI-35 ရဟတ်ယာဉ် Jet Fighter နဲ့စီးတို့နဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာတော်လိုင်းရဲဘော်3ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။မြိုင်နယ်နဲ့ရေစကြိုနယ်ကြားမှာ3နာရီကြာနှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်။စစ်ခွေးတွေကလည်း MI-35 ရဟတ်ယာဉ်နဲ့ Jet Fighter နဲ့စီးတို့နဲ့လာပြီးတော့ပြစ်ခတ်တိုက်ခိုက်တယ်။စစ်ခွေးအင်အား100ကျော်လောက်ကရေစကြိုမြို့နယ်ကနေရေလေကျွန်းဒေသကိုစစ်ကြောင်းထိုးလာလို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာစစ်တုံးပန်းအရှင်ကိုးကောင်ဖမ်းမိခဲ့တယ်စစ်ခွေး၅ကောင်တေဆုံးတယ် PDF ရဲဘော်၃ယောက်တော့ဒဏ်ရာရရှိခဲ့တယ်ဒါပေမဲ့မစိုးရိမ်ရပါဘူးလို့ဒေတာရင်းသတင်းရေးမြစ်ကပြောပြထားပါတယ်စစ်ကောင်စီကတိုက်ပွဲဖြစ်ပွားရာအနီးတစ်ဝိုက်ကိုလက်နက်ကြီးများလေကြောင်းတို့နဲ့ပစ်ခတ်တိုက်ခိုက်ပြီးတော့စစ်ကြောင်းထိုးလာမှာကိုစိုးရိမ်နေတဲ့အတွက်ဒေသခံပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမိထီလာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနကဌာနခွဲစည်းရေးရုံးအုပ်ကြီးမြင်းအေးပြည်သက်ခံရပြီးတော့ပွဲချင်းပြီးတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဖေဖော်ဝါရီလ28ရက်နေ့မနေ့9နာရီခန့်မှာမိထီလာမြို့ထွေအုပ်ရုံးကရုံးအုပ်ကြီးမြင်းအေးဟာရေကျိုးရွာကနေမိထီလာမြို့ထွေအုပ်ရုံးကိုတွားရောက်ပြီးတော့ရုံးတက်တဲ့အချိန်မိထီလာမြင်းကြံကားလန်မိုင်းတိုင်အမှတ်ကိုမြင်းဆောင်၄နဲ့အမှတ်ကိုမြင်းဆောင်၅ကြားထဲမှာပြစ်ခတ်ခံရပြီးတော့တိတ်ဆုံးသွားတယ်လို့သိရပါတယ်မိထီလာမြို့ထွေအုပ်ရုံးကရုံးအုပ်ကြီးမြင်းအေးပြစ်တက်ခံရပြီးတော့တည်သွားပြီလို့သိရတယ်ရေကျိုးရွာကနေပြီးတော့မြို့ ို့ဘော်ထွေးဦးယုံကိုယုံတက်ရန်အသွာလမ်းမှာပြစ်ခတ်ခံရတယ်။သူကစစ်မှုထမ်းစီရင်တွေကိုအ धिक စုဆောင်နေတဲ့သူပဲလို့ဒေသခံပြည်သူများကပြောပြထားပါဗျ။အလားတူပဲမွန်ပြည်နယ်၊ပေါင်မြို့နယ်ညောကုန်းကြီးကျေးရွာအုတ်ချုပ်ရည်မှုလင်မယားပြစ်တက်ခံရပြီးတော့အုတ်ချုပ်ရည်မှုတည်ဆုံသွားတယ်လို့ဒေသခံပြည်သူများကသတင်းပေးဖို့ပြောကြားထားပါတယ်။ဖေဖော်ဝါရီလ26ရက်နေ့မနက်6နာရီခန့်အချိန်မှာညောကုန်းကြီးရွာအုတ်ချုပ်ရည်မှုမြင်းဆိုးနဲ့သူ့ရဲ့မိန်းမမိငယ်တို့ဟာနေအိမ်မှာရှိနေတဲ့အချိန် တနက်သမားများကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာမြင်းဆိုးတိမ်ဆုံးသွားခဲ့ကြကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းမုံရွာမြို့နယ်မှာရှိတဲ့ MRTV အတန်လွဲ့ဘော်ဒီတာဝါတိုင်းဂုံစခန်းသိမ်းတိုက်ပွဲကိုစစ်ကူလာတဲ့စစ်တပ်စစ်ကြောင်းများနဲ့တပ်ဆွဲထားတဲ့နေရာများကိုဒရုန်းများနဲ့တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်တပ်ကထိခိုက်သေးဆုံးမှုတွေရှိနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဖေဖော်ဝါရီလ26ရက်နေ့မနက်၈နာရီခွဲအချိန်ကမှာ ်မုံရွာမြို့နယ် MRTV အတံလွှင့်ဘော်ဒီတာဝါတိုင်းကိုစခန်းသိမ်းတိုက်ပွဲကိုစစ်တပ်စစ်ကြောင်းများစစ်ကူလာမဲ့လမ်းကြောင်းများနဲ့အကြမ်းဖက်စစ်တပ်ထိုင်ချတပ်ဆွဲထားတဲ့ GDC gate မအူ gate စွန့်ရထက်စီဆိုင်နဲ့တောပုပြူစောရီရွာတို့ကိုတော်လိုင်းတပ်ဖွဲ့များက drone ဆက်ရှစ်စီးနဲ့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်စစ်ခွေးတည်တဲ့စီးရင်ကတော့မသိရသေးဘူးအဓိကကတော့သူတို့စစ်ကူထွက်မလာအောင်လို့ drone နဲ့ပတ်ပတ်လဲဘုံချပေးရတာပါ GDC မအူနဲ့စွန့်ရထက်တို့မှာကစစ်ခွေးအင်အားကခံမှန်းကြီးအယောက်40လောက်တော့ရှိမယ်တောပုပြူစောရီရွာကတော့ခွေးအင်အားခံမှန်းရခတ်တယ် ခွေးတွေဘက်မှာထိခိုက်ပျက်စီးမှုကတော့မသိရသေးဘူးကျွန်တော်တို့ဘက်က drone တစ်စီးဆုံးရှုံးခဲ့တယ်ဒီတကားတိုက်ပွဲမှာကတော့အောင်မြင်တယ်လို့ပြောရမှာပဲဖြတ်တောက်ရေးပိုင်းကိုအောင်အောင်မြင်မြင်လုံနိုင်ခဲ့တယ်ရှေ့တန်းမှာတိုက်နေတဲ့သူတွေကလည်းအောင်အောင်မြင်မြင်တိုက်နိုင်ရင်တော့တန်တယ်လို့ပြောရမှာပေါ့ drone တွေဆုံးရှုံးခဲ့တာတွေကလည်းစခန်းရရင်တော့တန်တယ်လို့ပြောရမှာပဲလို့ချင်းရင်း dynamite ပြည်သူ့ကာကွယ်တပ်ဖွဲ့စလင်းကြီးခေါင်းဆောင်ကိုဘိုက်ကပြောပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုချင်းရင်း dynamite စလင်းကြီးရဲမာပင် KI တိုက်ရင်35တပ်ခွဲ3တောင်းမန်နီအထူးပြောက်ကြားတပ်ဖွဲ့မုံရွာ KI တိုက်ရင်24 drone တပ်ဖွဲ့ SSTF ဘျူဟာ44တပ်ရင်း45 KLG ဘျူဟာ42ဘျူဟာ55ဘျူဟာ50ခွန် Braveheart Army လိုဂရိုကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။တိုက်ပွဲထဲမှာ drone ဆုံးရှုံးခဲ့ရတဲ့အတွက်ပြန်လည်ဝယ်ယူနိုင်ရန်တိုက်ပွဲဝင်ရအတွက်ပြည်သူများနဲ့ပြည်ရင်းပြည်ပထောက်ဖို့များကနေပြီးတော့ ပါဝင်လှူဒန်းပေးကြပါရဲ့မြေတားရက်ခံထားပါတယ်လို့ကိုပိုက်ကဆက်လက်ပြောပြထားပါတယ်အလားတူပဲသခိုင်းတိုင်းရေဦးမျိုးအောင်မင်္ဂလာရက်ကွက်မူးမြေကမ်းမှာဘန်ဂါတီဆောင်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုဒရုန်းနဲ့တိုက်ခိုက်ခဲ့ကြောင်းပြည်သူ့ကာကွယ်အဖွဲ့ရေဦးမျိုးနဲ့ပတ်ကောက်ဖတ်တာဝန်ခံကသတင်းပေးပို့ပြောကြားထားပါတယ်ဖေဖော်ဝါရီလ28ရက်နေ့ညနေ3:55မိနစ်ခန့်အချိန်မှာရေဦးမျိုးအောင်မင်္ဂလာရက်ကွက်မူးမြေကမ်းမှာဘန်ဂါတီဆောင်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုရေဦးမျိုးနဲ့ပြည်သူ့ကာကွယ်အဖွဲ့မြောက်ပိုင်းပတ်ကောက်ဖတ်က ဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ဒရုန်းတစ်စီးနဲ့တိုက်ခိုက်ခဲ့တာပါအချမ်းဘတ်စစ်ခွေးတွေထိခိုက်မှုတော့မသိရသေးဘူးဘန်ကာစောင့်နေတာတော့ပြူစောတိအဖွဲ့တွေလို့သိရပါတယ်ကြီးကျက်အနေနဲ့ကတော့စစ်ခွေးနဲ့ရဲခွေးတွေပါမဲ့ထင်တယ်လို့ပြည်သူ့ကာကွယ်အဖွဲ့ရေဦးမြို့နယ်ပတ်ကောက်ဖတာဝန်ခံကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်တင်စီရမြို့အခြေဆိုင်အမှတ်330အမြောက်တပ်ရင်းဗဟိုကင်းနယ်လူမျိုးဘားတိုက်ကိုရှော့တိုက်ဒုံးနဲ့ပြစ်ခတ်တိုက်ခတ်ရာ စစ်သားနှစ်ဦးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဖေဖော်ဝါရီလ24ရက်နေ့ည7:00နာရီကမှတိန်သီယမြို့အခြေစိုက်အမှတ်330အမြောက်တပ်ရင်းဗဟိုကင်းနယ်လူမျိုးဘားတိုက်ကိုတော်လိုင်းတပ်ဖွဲ့များကရှော့တိုက်ဒုံးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား2ဦးတေဆုံးခဲ့ပြီးတော့ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိတယ်လို့သိရပါတယ်တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်တော်လိုင်းရဲဘော်များထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုကြောင့်ဒဏ်ရာရရှိခဲ့တဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုဘကိုးနဲ့မော်လမြိုင်ဘက်ကိုပို့ဆောင်ကကုသပေး းနေပြီးစစ်သားမသားအလောင်းတွေကိုအတုပချရာမှာနာယိပရာဟိတအဖွဲ့များကိုတရင်မပေါက်ကြားစီရန်ချိမ့်ချောက်ထားတယ်လို့သိရပါဗျာ။ ရှော့တိုက်တော့မေရှင်မှာရန်သူဘက်ကလက်နက်ကြီးပြစ်တဲ့ဆရာအဆင့်နှကောင်တည်တယ်လို့တော့သိရတယ်။ပြက်စင်းမှုအခြေအနေကတော့ဆက်လက်ပြီးတော့စုံစမ်းနေပါတယ်။ကျွန်တော်တို့တော်လိုင်းရဲရဲဘော်တွေအနေနဲ့အထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့ဗကိုးခိုင်ပကပတာဝန်ခံကိုဖြိုးမောင်ကသတင်းပေးဖို့ပြောကြားထားပါတယ်။၎င်းတိုက်ခိုက်မှုကိုဗကိုးခိုင်ပကပဦးဆောင်ပြီးတော့ UDF ဝေါ်မြို့နယ်ပကပနဲ့ကဝါမြို့နယ်ပကပလက်နက်ကြီးတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံမှာဈေးရောင်းခြင်း၊စိုက်ကယ်ပြင်ခြင်း၊ကားမောင်းခြင်းစတဲ့ ထိုင်းနိုင်ငံကတောင်းပြစ်ထားတဲ့အလုပ်လုပ်ကိုင်းနေတဲ့မြန်မာအများကိုထိုင်းအာဏာပိုင်များကစက်တိုက်ဖမ်းဆီးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ28ရက်နေ့ကချင်းမိုင်မှာရှိတဲ့ကုန်ပစ္စည်းအယောင်ဆိုင်ကိုစစ်စစ်ရေးဝင်ရောက်တဲ့အခါမှာမြန်မာနိုင်ငံသား2ဦးကအယောင်ဝင်တန်းများအဖြစ်နဲ့ဝင်ရောက်လုပ်ကိုင်နေကြပြီးတော့၎င်းတို့ထံမှာတရားဝင်ခွင့်ပြုချက်နဲ့စာရွက်စာတမ်းများမရှိဘူးလို့သိရပါတယ်။တရားဝင်ခွင့်ပြုချက်မရှိဘဲနဲ့အလုပ်လုပ်ကိုင်နေတဲ့အတွက်ကြောင့်ဖမ်းဆီးခဲ့တယ်လို့ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးကသတင်းထုတ်ပြန်ထားပါတယ်။အလားတူပဲ ဖေဖော်ဝါရီလ28ရက်နေ့ကလည်းထိုင်းနိုင်ငံရန်တော်မြို့မှာအွန်လိုင်းကနေတဆဲအလကုန်တဲ့လူသုံးကုန်ပြည်စီအမဲဆုံး9000ကျော်ကိုရောင်းချနေတဲ့မြန်မာနိုင်ငံသားလင်မယားနှအုပ်ကိုပတ်ဝန်းကျင်ကတိုင်ကြားချက်များအရာ ထိုင်းရဲတပ်ဖွဲ့ကဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ထိုင်းသတင်းဌာနများကသတင်းပေါ်ပြနေကြပါတယ်။ထိုင်းနိုင်ငံမှာဈေးရောင်းခြင်း၊စိုင်းကဲပြင်းခြင်း၊ကားမောင်းခြင်း၊တက်တူးထိုးခြင်းနဲ့ဇပင်ညှက်ခြင်းအပါအဝင်နိုင်ငံသားများလုတ်ကင်ခွင့်မပြုတဲ့အလုတ်ကင်များစွာရှိနေပြီးတော့အဲ့ဒီအလုတ်များထဲမှာမြန်မာနိုင်ငံသားများကဝင်ရောက်လုတ်ကင်နေကြတဲ့အတွက်မြန်မာမြန်မာချင်းတိုင်ကြားမှုများကြောင့်ထိုင်းအာဏာပိုင်များကမကြာခဏဆိုသလိုမြန်မာများကိုဥတီပိတ်မှတ်ထားပြီးတော့ဖမ်းဆီးမှုများကိုလုံဆောင်လာကြောင်းထိုင်းရောက်မြန်မာအလုတ်သမားအရေးလှုပ်ရှားသူကိုရဲမင်းကပြောပြထားပါတယ်။ထိုင်းရောက်မြန်မာတွေတတိပြုစင်ကြရမယ်အချိန်မှာပဲ သူတို့ထိုင်းတွေစီးပွားရေးမကောင်းတဲ့အချိန်မှာမြန်မာတွေကတစ်တော့မှာငွေတွေအထုတ်လိုက်ပိုက်ပြကားတွေအိမ်တွေဝယ်ပြတုံးပြတော့အတိုင်ခံရတာတွေဖြစ်လာတယ်ဒီအချိန်မှာမြန်မာအလုပ်သမားတွေရောထိုင်းရောက်နေတဲ့မြန်မာတွေရောသတိထားရမယ့်အချိန်မှာလို့ကိုရဲမင်းကသတင်းပေးဖို့ပြောကြားထားပါတယ်ထိုင်းအာဏာပိုင်များကဖမ်းဆီးရရှိထားတဲ့မြန်မာ များကိုစစ်ကောင်စီထံကိုချက်ချင်းလွှဲပြောင်းပေးနေပြီးတော့အကြမ်းဖက်စစ်တပ်ကလည်းထိုင်းကနေပြန်လွှဲပေးတဲ့မြန်မာတွေတဲကအမျိုးသားလူငယ်များကိုစစ်မှုထမ်းတပ်သားများအဖြစ်နဲ့အတင်းကျပ်စုဆောင်းပြီးစစ်တင်တန်းတွေတက်ရောက်ခိုင်းနေတယ်လို့ ပြန်လည်ထွက်ပြေးလွတ်မြောက်လာတဲ့ CDM စစ်မှုထမ်းတပ်သားမောင်အောင်စက်ပိုင်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာနိုင်ငံအတွင်းမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးလည်း BNR ကင်းရှင်းပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ